ဆက်ကြဝလာကြီးရဲ့အစဟာဘာမှမရှိတဲ့ဟင်းလင်းမြင်ကြီးဖြစ်တယ်။အဲဒီဟင်းလင်းမြင်ကြီးမှာမူလပထမနတ်ဖရာ၅ပါးပေါ်ပေါက်လာတယ်။အဲဒီနတ်ဖရာ၅ပါးတဲ့ဟာကာယဆိုတဲ့ကဘာမီနတ်ဖရာမှာဂရိနတ်ဖရာတွေရဲ့အစပြုကနတ်ဖရာမှာဖြစ်တယ်။ကာယမှာမူလနတ်ဖရာ၃ပါးဖြစ်တဲ့တောင်တန်းနတ်ဖရာ ပင်လယ်နဖရားနဲ့ကောင်းကင်နဖရားဆိုပြီးနဖရားတို့မှာထပ်မံစင်သက်ပေါ်ထွက်လာပါတယ်။အဲဒီမူလနဖရားတို့မှာတည်းကယူရီနက်စ်လို့ခေါ်တဲ့ကောင်းကင်နဖရားမိခင်ကဘာမြေနဖရားမှခាយာနဲ့ပေါင်းဖက်ပြီးဒုတိယနဖရားမျိုးဆက်ဖြစ်တဲ့တိုက်တန်မျိုးဆက်နဖရား12ပါးစင်သက်လာပါတယ်။အဲဒီတိုက်တန်12ပါးတည်းက အငယ်ဆုံးနဲ့ဖေဟာခရိုနက်စ်ဟာဖခင်မူလနဲ့ဖေဟာယူရီနက်စ်ကိုတင်းကုပ်ပြီးနောက်အမားဖြစ်သူတိုက်တန်နဲ့ဖေဟာမှရီယာနဲ့လက်ဆက်ကတိုက်တန်မျိုးဆက်နဲ့ဖေဟာရရဲ့ဘရင်နဲ့ဘရင်မှဖြစ်လာကြတယ်။တိုက်တန်ဘရင်ခရိုနက်စ်နဲ့ဘရင်မှရီယာမှတတိယမျိုးဆက်နဲ့ဖေဟာ၆ပါးမွေးဖွားပါတယ်။ခရိုနက်စ်ဟာ သူဖခင်ယူရီနက်စ်ထံမှာနန်းလူခဲ့သလိုသူ့သားသမီးတွေဟာ သူ့ထံမှာနန်းလူရလိမ့်မယ်လို့ဟောကိန်းတစ်ခုလည်းပေါ်ထွက်လာပါတယ်။ဒါကြောင့်ခရိုနက်စ်ဟာသူ့မွေးဖလာတဲ့သားသမီး6ယောက်စလုံးကိုဝမ်းတွင်းသူမျိုးချပစ်ပါတယ်။ဒါပေမဲ့အငယ်ဆုံးသားတော့စုကိုမွေးဖချိန်မှာတော့သူ့မိဖုရားရီယာကသားတော့စုကိုဖွက်ထားပြီး ကြောက်တုံးကိုအနီးဘက်ကခရိုနက်စ်ကိုမျိုးချသေးခဲ့ပါတယ်။ဇူဟာနောက်တစ်ချိန်မှာတတိယမျိုးဆက်အိုလံပီယံနဗျားရီရဲ့အရှင်သခင်ဖြစ်လာပါတယ်။ဇူဟာတဖြည်းဖြည်းကြီးပြင်းလာပြီးအရွယ်ရောက်တဲ့အခါဖာကင်ခရိုနက်စ်ကိုဝိုင်ထဲမှာမော်ဆေးရီကိုထဲကတောက်စီပြီးတော့မောင်နှမ9ယောက်ကိုလွှတ်ပေးလိုက်ပါတယ်။အဲဒီနောက်မောင်နှမတွေစုပေါင်းပြီး ဖခင်ခရိုနက်စ်ဦးဆောင်တဲ့တိုက်တန်တွေနဲ့ဇူးဦးဆောင်တဲ့အိုလံပီယံတွေရဲ့စစ်ပွဲစတင်ခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့တိုက်တန်တွေရှုံးနေပြီးအိုလံပီယံတွေနိုင်ရရှိကဇူးဟာအိုလံပစ်တောင်မှာနတ်ဘုရားတွေရဲ့ဘရင်အဖြစ် အုပ်ချုပ်ဆူဆံခဲ့ပါတယ်။အိုလံပစ်တောင်မှာဇူးဝေးနေတိုင်းညတဲ့နတ်ဘုရား12ပါးကို12 Olympians လို့ခေါ်ကြရင်ဖြစ်ပါတယ်။ သူတို့တွေကတော့နံပါတ်1ဇုနဲ့သူ့အကိုအမ၄ယောက်ဖြစ်တဲ့နံပါတ်2ဟေရာနံပါတ်3ပိုဆိုင်ဒန်နံပါတ်4ဒမီတာနောက်ပြီးတော့ဇုစရဲ့သားသမီးတွေဖြစ်တဲ့နံပါတ်5ဒိုင်နီဆစ်နံပါတ်6အေသီနာနံပါတ်7အဖီတက်နံပါတ်8အေရီစ်နံပါတ်9ဟာမီစ်နံပါတ်10အပိုလို ံပါတ်11 Artemis တို့ဖြစ်ပါတယ်။နောက်ဆုံး12ယောက်မြောက် Aphrodite ကတော့ Uranus ကိုတားဖြစ်သူ Cronus ကသင်္ကိုရာမှာဖြစ်ပေါ်လာတဲ့နဗေယမှာဖြစ်ပါတယ်။နံပါတ်1 Zeus ဟာ Cronus နဲ့ Rhea တို့ရဲ့သားငယ်ဆုံးဖြစ်ပြီးတော့ Parking Cronus ဥဆောင်တဲ့ Titan တွေနဲ့စစ်ခင်းကအနိုင်ရရှိပြီး Olympian God ရဲ့ဘုရင် ဖြစ်လာသူဖြစ်ပါတယ်။သူဟာ ကောင်းကင်ကိုကြီးစိုးပြီးတော့အစွမ်းထက်ဆုံးတဲ့ဘုရားဖြစ်ပါတယ်။သူဟာဝရဇိန်မိုးချိုးလက်နက်ကိုကင်ဆောင်ပါတယ်။သူဟာဥပဒေနဲ့တရားစီရင်ရေးအုပ်ချုပ်ရေးကိုလည်းလုပ်ဆောင်ပါတယ်။အစွမ်းထက်သလိုမိမအများပြားနဲ့လည်းရှုပ်ပွေသူဖြစ်ပါတယ်။လင်းယုံငှက်ဝတ္တချရွတ်နဲ့တစားစင်ထားတဲ့တရဖူတွေဟာသူ့ရဲ့အဆောင်ရောင်တွေဖြစ်ပြီးတော့ Olympus တောင်ထိပ်ဟာသူ့နန်းတော်ဒီရှိရာနေရာဖြစ်ပါတယ်။ နံပါတ်2 Hera ကတော့ဇူးစ်ရဲ့အမလည်းဖြစ်မိဖုရားလည်းဖြစ်ပါတယ်။သူဟာထိမ်းမြားမင်္ဂလာနဲ့အမျိုးသမီးတို့ရဲ့ကိုယ်ဝယ်ရာနဖျားမှာဖြစ်ပါတယ်။ Hera နဲ့ Zeus မှာသားသမီး၃ယောက်ထွန်းကားပါတယ်။အုပ်အောငှက်နဲ့တောင်ငှက်တို့ဟာ Hera ရဲ့အဆောင်ရောင်လေးဖြစ်ပါတယ်။နံပါတ်3 Poseidon ကတော့ပင်လယ်သမုဒ္ဒရာကိုအုပ်စိုးတဲ့နဖျားဖြစ်ပါတယ်။သူဟာဇူးစ်ရဲ့အကိုဖြစ်ပြီးတော့ ဇူးစ်ပြီးရင်တကိုးဆွမ်းဟာအကြီးမားဆုံးနတ်ဘုရားလည်းဖြစ်ပါတယ်။သုံးကွက်ခရင်ကြီးဟာပူဇာတဲ့နဲ့လက်နက်ဖြစ်ပြီးတော့ပင်လယ်လိုင်းများမြေငလျင်များကိုဖန်တီးထိမ့်ရှုပ်နိုင်ပါတယ်။သူဟာမြင်းများရဲ့ရှင်သခင်လည်းဖြစ်ပါတယ်။နံပါတ်၄ဒီမီတာကတော့တတိဝလံဗမ္မန်တို့ရဲ့အရှင်သခင်မှဖြစ်ပြီးတော့စိုက်ပျိုးရေးနဲ့သက်ဆိုင်တဲ့နဗျာမှဖြစ်ပါတယ်။သူဟာမျိုးစေ့များနဲ့ယာတိဥဒုကို ုဆိုးချေလည်နိုင်တဲ့နတ်ဘုရားမှာဖြစ်ပါတယ်။သူကဇူးစရဲ့အမလည်းဖြစ်ပါတယ်။နံပါတ်၅ Dionysus ကတော့ wine ပျော်ပွဲရှင်ပွဲများနဲ့သက်ဆိုင်တဲ့နတ်ဘုရားဖြစ်ပါတယ်။သူဟာဇူးစနဲ့ family တို့ရဲ့သားဖြစ်ပါတယ်။နံပါတ်6 Athena ဟာဇူးစနဲ့ Metis တို့ရဲ့သမီးဖြစ်ပါတယ်။သူဟာအသိဉာဏ်ပညာပြည့်စုံသူမျိုးတော်များအားစောင့်ရှောက်သူစစ်နတ်ဘုရားမှာဖြစ်ပါတယ်။သူမဟာလန်ဒန်နဲ့ မိဒူဆာဥကောင်းတက်ထားတဲ့ဒိုင်းကိုအသုံးပြုပြီးတော့ဇီးကွက်ဟာသူမရဲ့သင်္ကေတဖြစ်ပါတယ်။ Number 7 Hephaestus ကဆူးစ်နဲ့ Hera ရဲ့သားဖြစ်ပြီးခြေထောက်မတန်မဲရုပ်ဆင်းငါမတင်တယ်လားသူဖြစ်ပါတယ်။သူဟာမိတောက်မီလီယံတို့ရဲ့အရှင်သခင်ဖြစ်ပြီးအစွမ်းထက်လာတဲ့လက်နက်တွေကိုဖန်တီးရမှာပြောင်မြောက်တဲ့ဘဘဲသခင်နဲ့ဘုရားတစ်ပါးဖြစ်ပါတယ်။ Number 8 Ares ဟာ ဇူးစ်နဲ့ဟေရာရူရဲ့သားဖြစ်ပြီးတော့ဂျန်နန်ခတ်ထန်နဲ့ဆင်နဖေအားဖြစ်ပါတယ်။သူဟာတိုက်ပွဲဝင်ခေါင်းဆောင်ချက်ဝတ်တစားတို့ဝတ်ဆင်ထားလေးရှိပြီးဒါနဲ့ဒိုင်းကာတို့ကိုင်ဆွဲထားတတ်ပါတယ်။နံပါတ်9ဟာမစ်ကဇူးစ်နဲ့မာယာရူရဲ့သားဖြစ်ပြီးတော့တမန်တော်နဲ့ဖေအားဖြစ်ပါတယ်။သူကအတောင်ပံပါတဲ့ဖနက်နဲ့အုတ်ထုတ်တို့ကိုဝတ်ဆင်လေးရှိပါတယ်။ဖနက်ကလူရာကိုပြန်တန်းစေနိုင်ပြီးတော့ ုတ်ထုတ်ကကိုပြောက်စေနိုင်တဲ့အစွမ်းရှိပါတယ်။နံပါတ်၁အပိုလိုကတော့ဒေဂီတာနဲ့နေနေဖျားဖြစ်ပြီးတော့ယောဂာရီကုသနိုင်ပြီးရှေ့ပြေဟောနိုင်တဲ့အစွမ်းလည်းရှိပါတယ်။သူဟာဇူးစ်နဲ့လီတိုရိုရဲ့သားဖြစ်ပြီးတော့တဘာဝတော်ရင်ဒိဋ္ဌိဆန်တို့ရဲ့နဖျားမှာအာတီမစ်နဲ့လည်းမောင်နှမတော်ပါတယ်။သူဟာချောမောလာပသူ ဖြစ်ပြီးလေမြားနဲ့ဆောင်းဒူရီယာကိုခိုင်ဆောင်နေရှိပါတယ်။ နံပါတ်11 Artemis ဟာလေးနဲ့ငါကင်ကောင်မှုဖြစ်ပြီးတဘာဝနဲ့ဒိုရန်ဒရိတ်ဆန်တို့ရဲ့နတ်ဘုရားမှ ဖြစ်ပါတယ်။ဇူးစ်နဲ့လီတိုတို့မှမွေးဖွားလာပြီးအပိုလိုနဲ့အမွာမောင်တို့မှတော်ဆက်ပါတယ်။သူမကိုလာနတ်သမီးလို့လည်းလူသိများပါတယ်။နံပါတ်12 Aphrodite ကတော့အလှပနဲ့အချစ်နတ်ဘုရားမှဖြစ်ပါတယ်။သူဟာ Titan နတ်ဘုရားဘီယင် Cronus ကသူဖခင် Uranus ကိုတင်ကိုရာက ပင်လယ်ထဲကျရောက်လာတဲ့ရေမြုပ်တွေမှာပေါက်ဖွားလာတယ်လို့ဆိုရှိကြပါတယ်။ Aphrodite ဝိစင်လေးရှိတဲ့မော်ကပတ်ဟာ လူတွေနတ်ဖယားတွေကိုချစ်ခင်နှစ်သက်လာအောင်ဆွဲဆောင်နိုင်တဲ့အစွမ်းလေးရှိပါတယ်။ဒီနတ်ဖယား12ပါးဟာဂရိဒနာကြီးမှာနာမည်ကျော်ကြားထင်ရှားပြီးတော့ Olympus တောင်မှာနေထိုင်ကြသူတွေဖြစ်လို့12 Olympians လို့ခေါ်ကြပါတယ်။